မင်္ဂလာပါရှင်အပတ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ Juju Says Space ရဲ့ Friday Live အစီအစဉ်ကနေပြီးတော့နှုတ်ခွန်းဆက်တာလိုက်ပါတယ်။ကျမနာမည်ကတော့နုနုပဲဖြစ်ပါတယ်။ကျမကအခု Juju Says Space မှာ Community Outreach Coordinator တယောက်အနေနဲ့တာဝန်ယူလေးရရှိပါတယ်။ဒီနေ့မှာတော့ကျမတို့ဆွေးနွေးတတ်မဲ့အကြောင်းအရာကတော့ဒီအားလုံးလေး ယဉ်နေကြမယ်ဒါပေမဲ့လည်းအားလုံးနဲ့လည်းအဆက်အသွယ်ပြည့်နေတဲ့ topic လေးတစ်ခုဖြစ်တဲ့တဘာဝတရားကြီးကကျမတို့အပေါ်ဘလို့မျိုးတရားမှုရှိနေလဲဘလို့မျိုးကျမတို့ကိုအကူအညီပေးနေလဲကျမတို့ရဲ့နေ့စဉ်ဘဝတွေကိုသူတို့ကကျမတို့အတွက်ဘလို့မျိုးရှိနေပေးတယ်လဲနဲ့ပတ်သက်ပြီးတော့ကျမတို့ကညဝေစနေတာမှာပဲဖြစ်ပါတယ်တကယ်တော့ပြန်တွေးကြည့်မယ်ဆိုရင်ကျမတို့ဒီနေ့စဉ်ဘဝတွေမှာဒီစာဝတ်နေရေးတွေနေထိုင်ရေးတွေဘလို့မျိုးအလုပ်တွေကလည်းအရင်များလာကြတယ်ဟိုလိုကိုကရုံသွားပြီးအလုပ်လုပ်ရတဲ့သူပဲဖြစ်ပါစေဒီလိုပဲ အဲအရနဲ့လုံးလုံးနေရတဲ့သူပဲဖြစ်ဖြစ်ကျမတို့တွေကဒီအမြဲတမ်းဒီကွန်ပျူတာရှင်းမှာဒီစကရင်ရှင်းမှာအမြဲထိုင်နေရတော့ကျမတို့တွေကတဖြည်းဖြည်းဒီကျမတို့ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာကိုကျမတို့တွေကအလွယ်တကူပင်မနှုံချီလာကြတယ်အဲ့လိုမျိုးကျမတို့ကအလုံးလုံးတဲ့အချိန်ပြီးလို့အားလက်တဲ့အချိန်ရောက်တဲ့ဆိုရင်လေကျမတို့ကဒီ social media တွေကို check လုပ်တယ်ကျမတို့တွေသတင်းတွေဘာတွေကြည့်တယ် ကျမတို့ဒီတင်မီဒီယာတွေကြည့်ရဲအချင်းချင်းဆိုရှယ်မီဒီယာမှာတင်ခဲ့ခြင်းတွေကဘာတွေတင်နေလဲဘာတွေလုပ်နေလဲ information တွေ notification တွေကိုကျမတို့ကမျက်ခြေမပြေရအောင်အမြဲတမ်း like အမြဲတမ်း like ကြည့်နေရဲ့အဆက်အသွယ်ပြောင်းဒီလိုတွေနေနေနေအလုံးလုံးချင်းကတမျိုးအားလဲချင်းကတမျိုးကျမတို့တွေကဒီ screen နဲ့ကိုမခွာနိုင်အောင်ဖြစ်နေတဲ့ဟာမျိုးပေါ့အဲ့လိုခါမျိုးမှာကျမတို့တွေကဒီ တနည်းနည်းနဲ့အချင်းချင်းကျမတို့တကချိတ်ဆက်မိသွားပြီမြင်လေဘလိုနီယာမှာဂွေကွက်သွားလဲဆိုရင်ကျမတို့ရဲ့ပတ်ဝန်းကျင်တွေမှာဘာတွေဖြစ်နေတလဲကျမတို့ဒီဘီနာမှာကဒီလေကောင်းလေတန်းနေရရဲ့လားဘယ်သူတွေရှိနေလဲဘာတွေဖြစ်နေလဲကိုဘေးကိုဘေးပတ်ဝန်းကျင်တွေကကျမတို့ကဒီအဆက်အသွယ်ပြက်လာကြတယ်ဒီလိုမျိုးဆက်အသွယ်ပြက်လာတာကနေ့ ဒီကျမတို့တွေကဒီကိုပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုအချိန်တွေကိုတိကျမခံစားဖြစ်တော့ဘူးအဲ့တော့ကျမကဒီနေ့ topic လေးမှာတော့ကျမဒီနေ့သဘာဝတရားကြီးကိုအခြေပြုပြီးတော့ကျမအနေနဲ့ဘယ်လိုကုစားသွားကြမလဲကျမတို့ရဲ့ကိုယ်စိတ်နှလုံးကိုဘယ်လိုကုစားသွားကြမလဲဘယ်လိုမျိုးလုပ်ကင်သွားကြမလဲနဲ့ပတ်သက်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ဒီသဘာဝတရားကိုအခြေပြုပြီးတော့ကုစားရဲဆိုတော့ဟုတ်တဘာဝတရားအခြေပြုပြီးကုစားရပဲပေါ့ကျမတို့ကဒီတဘာဝတရား ဘာဝတရားကိုခံစားရင်းနဲ့ဘာဝတရားနဲ့အချိန်ကုန်ဆုံးရင်းနဲ့ကျမတို့ရဲ့ဒီကိုယ်စိတ်နှလုံးတွေကိုဘယ်လိုမျိုးကုစားပွားကြမလဲပြီးတော့ကျမတို့အနေနဲ့ကိုကအချိန်မပေးနိုင်ဘူးတဘောတရားမှာကုံဆုံးမှုအချိန်မပေးနိုင်ဘူး ဒီလိုမျိုးသူများတွေလိုခီးလည်းမထွက်နိုင်ဘူးကန်းချီလည်းမသွားနိုင်ဘူးတောင်းနေပါလည်းမတက်နိုင်ဘူးအဲ့လိုအခြေအနေမျိုးမှာရောအဲ့လိုမျိုးအရင်အလုပ်တွေများနေတယ်ပင်မနဲ့အခြေအနေတွေမှာကောဘယ်လိုမျိုးတော့တရားနဲ့ကုစားကြမလဲအဲ့လိုမျိုးလေးတွေပါကျမကမျှဝေတော့မှာဖြစ်ပါတယ်အဲ့တော့အခုကြီးရှုနေတဲ့သူအနေနဲ့ကြီးရှုနေတဲ့သူတွေအနေနဲ့လည်းကျမကိုဒါနဲ့ပတ်သက်ပြီးတည်ကျင်တဲ့မိကုံးလေးတွေမင်းကျင်တဲ့မိကုံးလေးများရှိရင်အားကျမကို comment box မှာချန်ထားပေးလို့ရပါတယ်ကျမတို့အတူဆွေးနွေးကြတာပေါ့နော်အရင်ဆုံးကျမတို့ဒီ အခုချင်းနေတဲ့ဒီမအီအီတို့မယူဝါတို့မေကွန်လေးဘာလေးရှင်ကျွန်တော်ဒီ comments box မှာခြံလာခဲ့လို့ရပါတယ်เนาะကျွန်တော်တို့ဆင်းရဲတတ်ကြမယ်เนาะအရင်ဆုံးဒီတဘာဝတရားကဟိုလိုကျွန်တော်တဘာဝတရားနဲ့ထိတွေ့လိုက်တဲ့အခါမှာဘယ်လိုခံစားရလဲအော်ကျွန်တော်မပြောပြရင်လည်းပြီးမှာပါကျွန်တော်ဒီကန်းချီလေးတွေတွားလိုက်တာတို့ဒီအိုင်းဟိုလိုတစ်ပြင်းပန်းပန်းလေးတွေရှိကဖြတ်သွားတဲ့အခါမျိုးဆိုရင်ကျွန်တော်တို့စိတ်တွေက လုံးဝအေးချမ်းသွားရပေါ့လေအာလုံးဝကိုအာနေလို့ထိုင်လို့ကောင်းလိုက်တာဒီလိုမျိုးလေးခံစားချက်ကလေးကောင်းလိုက်တာဆိုပြီးကျွန်တော်မျိုးလုံးလေးကိုမှိတ်ပြီးတော့ဒီလိုမျိုးတဘာဝတရားကိုခံစားလိုက်တဲ့အခါမှာတိတ္တတာကြီးပြောင်းလဲသွားတာကိုအာလုံးလည်းသတိထားကြမယ်ထင်တယ်သိထားမိကြမယ်ထင်တယ်ဟုတ်တယ်တကယ်တော့ကျွန်တော်တဘာဝတရားနဲ့အချိန်ကုန်ဆုံးနဲ့အဲ့လိုမျိုးနေတဲ့အခါမှာကျွန်တော်ခန္ဓာကိုယ်ကနေဒီလိုကိုယ်တော်ဆိုတဲ့ဟာရှိရဒါကကျွန်တော်ဒီစိတ်ပြည့်စုံမှုတွေကို ဖြစ်တဲ့အခါမှာထွက်လာတဲ့ဟော်မုန်းကကိုတိုဆောဆိုတဲ့ဟော်မုန်းလေးပဲရှိတယ်။ကျမတို့တွေကသဘာဝတရားနဲ့ကုံဆုံးလိုက်တဲ့အခါမှာအချင်းတစ်ပင်ပန်းပင်လေးတွေစိုက်နေရတို့ဒီကျမတို့ဒီပန်းချက်မှာပန်းချက်နဲ့မှလဲရှောက်လိုက်တာတို့သဘာဝလေအေးလေးတွေကိုခလိုက်တဲ့အခါမျိုးတွေမှာဆိုရင်သမားတွေကဒီ stress ဖြစ်နေတဲ့အခါမှာထွက်တဲ့ဒီ cortisol level တွေကကျသွားတယ်အခါတော့ကျမတို့စိတ်ပိစင်းမှုတွေကတဖြည်းဖြည်းကျသွားတာပေါ့တစ်ချိန်တည်းမှာကျမတို့ဒီ cortisol ကကျသွားတာမလို့ကျမတို့စိတ်ထဲက တင်းမာမှုတွေဒီစိုးရိမ်ပူပန်မှုတွေကလည်းတဖြည်းဖြည်းလျော့သွားတယ်အဲ့ဒီကနေတစင်ကျမတို့တွေကခနာကတနောက်တာဖြစ်လာတယ်ပို့ပြီးတော့ grounded ဖြစ်လာတယ်ဒါတွေမဲမကသေးဘူးကျမတို့ဒီခံစားချက်ကောင်းတဲ့ခါမှာဆိုကျမတို့အုံနောက်ကထုတ်ပေးတဲ့ဟော်မုန်းလေ chemical ဟော်မုန်းတစ်ခုရှိသေးတယ်ဒါကတော့ serotonin serotonin ဆိုတဲ့ဟာကိုသိကြမယ်ထင်ပါတယ်ဒါကကျမတို့ဒီခံစားချက်ကောင်းတဲ့ခါမှာကျမတို့အုံနောက်ကထုတ်ပေးတာပေါ့ ဒီအဲ့ဒါကကျွန်မတို့ဘာဝတရားနဲ့ထိတွေ့လိုက်တဲ့အခါမှာဒီကျွန်မအုံလောက်ကဒီဒီ chemical လေးကိုထုတ်ပေးရတဲ့အတွက်ကြောင့်မလို့ကျွန်မခံစားချက်တွေကိုထင်းကြီးရတာမျိုးတွေဟိုစိတ် အတက်ကြမြန်တာတို့ဘယ်လိုမျိုးဒီဒေါသထွက်တာတို့ဟိုအကွာစိတ်တိုးတယ်စိတ်မရှိတာတို့အဲ့လိုမျိုးဟာတွေကိုကျွန်မတို့ဒီခဏခံစားချက်တွေကိုထင်းကြီးပြီးသွားထင်းကြီးပြီးတာဖြစ်သွားတယ် ဒီဒါကဒီတဘာဝတရားနဲ့ကွန်ဖလက်တဲ့အချိန်မှာကျွန်တော်တို့အုံနောက်ကနေလှုပ်ပေးတဲ့ဟာပေါ့ဒါရီနာမကတည်ဘူးကျွန်တော်တို့ဒီအိတ်ချိန်နေပါလေကိုကညာပတိပုံမဲ့အရင်ကဆိုရင်ကိုကဘလောက်အေးအေးအေးကြီးမဝတာတို့အိတ်ချိန်မမှန်တာတို့ဒီဘယ်လိုပြောရမလဲသူကနှုံချနေတာမျိုးတို့အဲ့လိုမျိုးပြင်ကျွန်တော်တို့ကဒီအေးကြီးပေါ့အိတ်ဆက်ချိန်မမှန်တာတွေကိုလည်းသူကထိညိပေးပေးရဲဒါမျိုးကိုရဲ့ဒီ content man လို့ခေါ်တဲ့ဒီကိုဘဝကိုကျင့်နေရောက်ရဲမှုကိုလည်းသူကဒီပို့ပြီးတော့ကျွန်တော်တို့ပုံမို့ ဟိုမကောင်းမလားသိပါရဲ့လို့ဟိုပြောမယ်ဆိုရင်တော့ဒီနေရတာကစိတ်ချမ်းသာတယ်စိတ်ကျဉ်တတ်တယ်အဲ့လိုပုံစံမျိုးပြောရမှာပေါ့နောက်တစ်ခုကကြတော့ကျွန်တော်ဒီကိုယ်အနေနဲ့တဘာဝတရားနဲ့အချိန်အများကြီးမပေးနိုင်ဘူးဆိုရင်တော့ကျမတို့သတိထားမိကြလားကျမတို့ဒီကွန်ပျူတာရှေ့မှာနေရတာများလို့မျိုးလုံးတွေကိုက်လာပြီဒီမျိုးလုံးတွေတအားညောင်းနေပြီဘာမှမလုပ်နိုင်တော့ဘူးဆိုရင်အကုန်လုံးပြောကြအာအစင်းရောက်ရှိတဲ့ background လေးတွေကိုကြည့်လိုက်အစင်းရောက်ရှိတဲ့တပင်းလေးတွေကြည့်လိုက်အစင်းရောက် screen ကိုကြည့်လိုက်အဲ့လိုဟာမျိုးဆိုရင် ျက်စိညောင်းလဲတက်တာရယ်လေအဲ့အဲ့ဒါလည်းမကသေးဘူးကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုလည်းခုံးဖြစ်တယ်လောကကျွန်တော်တတောင်းတတာဖြစ်စီပါရယ်လို့အဲ့ဒါကြောင့်တဘာဝတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုကောင်းတဲ့ impact ကိုပြောမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာရကောင်းမွန်တဲ့တည်ရမှုကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကိုဒီ stress level ကိုလည်းကျစေတယ်ပြီးတော့ဒီကျွန်တော်တို့အုံနောက်ကခံစားချက်တွေကောင်းမွန်စေတဲ့ hormone လေးတွေ chemical လေးတွေလည်းထွက်လာတယ် ကျမတို့ဒီစိတ်ပိုင်းဆိုင်ရာအရာလေကိုကိုစိတ်ကလည်းအမှုအေးချမ်းလာတယ်ဟိုလိုနေရထိုင်ရတာပျော်ရွှင်တော့ကိုဘဝကြီးကိုလည်းကျင့်နေလာတယ်စိတ်ခံစားချက်တွေကိုလည်းမြင့်တင်ပေးတာပေါ့နောက်တစ်ခုကကျမတို့ဒီခံစားချက်ပိုင်းအရာဆိုင်ရာကိုပြောမယ်ဆိုရင် ကျမတို့ဒီနေ့လို့ခင်မျိုးမှာဒီစိတ်ခံစားချက်ကိုတည်တည်ငြိမ်ငြိမ်နဲ့ထိန်းထားဖို့စိတ်ခံစားချက်တွေအာယုန်တွေကိုပုံမိုးပြီးတော့ကျမတို့ ဟင်းကြီးဖို့ရီဆိုတာက ပုံမခက်ခဲလာတယ်။ဒီပညာကိုကျွန်တော်တို့ရှိက phone screen နေရှိမယ်။ဒီပညာတွေကလည်းအမျိုးမျိုးဖွံ့ဖြိုးတိုးတက်နေတယ်။ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လာဟာဆင်ညာပွက်လို့ရိုက်နေပါပဲ။အဲ့လိုခံမျိုးမှာကျွန်တော်တို့တွေကဒီအာယုံဆူဆိုင်မှုအကောင်းမှုတွေဒီစိတ်ခံစားချက်ကိုတည်ငြိမ်ငြိမ်ထိန်းသားဖို့ဆိုတာကလည်းအရန်ကိုခက်ခဲတယ်။ဟောအခုကြည့်နေတဲ့သူတွေကအလိုနေတဲ့ခါမှာပတ်ဝန်းကျင်မှာဘယ်လိုမျိုးကိုတွေ့ရလဲရှင်။ဟောအခုကြည့်နေတယ်မပုံပုံတို့မခီတီမခင်နန္ဒာဆိုတို့တခြားသူတွေကော ိုအဲကိုပေါဝင်ချင်မနေနေနဲ့ဘယ်လိုမျိုးအနောက်ဆက်လေးတွေကြုံရလဲအာယုံဆူဆိုင်မှုအားပဲဖြစ်ပါစေအခုတော့ကျမအရှင်မှာဆက်ကဲတန်းနေဖြစ်သွားကြလို့ဘာလို့လဲဆိုတော့ကျမတို့ဒီအိမ်ကျမတို့ရကုလိုမျိုး ဒီလိုဒီနေ့လိုခက်ကြီးမှာဆိုရင်အာယုံဆူဆိုင်ဖို့အားတို့ဒီခံစားချက်တွေကောင်းမွန်လာဖို့ဆိုတာကခံစားချက်တွေကတည်တည်ငြိမ်ငြိမ်ဖြစ်လာဖို့ဆိုတာကပုံမိုပြီးတော့ထိန်းချုပ်ကခက်ခဲလာတယ်။ကျမတို့ဒီက screen နေဒီပဝန်းကျင်ကဆူညံမှုတွေကလည်းအမြဲများနေတယ်။အဲ့ဒီကနေဘာကိုသွားပြီးတရားမှုရှိလာလဲဆိုတော့ကျမတို့ရဲ့ဒီ cognitive function ပေါ့ဒီသိမြင်မှုဆိုင်ရာဒီ function တွေက သူတို့ကိုတည့်ရမှုရှိလာတယ်အဲ့လိုခံမြင်မှာကျမတို့ကဒီသဘောတရားနဲ့ကုံဆုံးလာမျိုးဆိုရင်ကျမတို့ရဲ့ဒီ attention span ပေါ့အာရုံစိုက်နိုင်မှုအကောင်အာရုံဆူဆိုက်နိုင်တဲ့စွမ်းရည်ကိုလည်းသူကမြင့်တင်ပြရပေါ့အဲ့ဒါတွေမကသေးဘူးကျမတို့တွေကဒီအာရုံဆူဆိုက်မှုအားနည်းလာတာတို့ဘလို့မှအာရုံဆူဆိုက်လို့မရတော့တာဒီစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာအရာပင်ပန်းနွမ်းနယ်လာတာတွေဒီလိုမျိုးဒီမိစကုန်ခန်းတယ်လို့ခေါ်တဲ့ဒီ burn out ဖြစ်တာတွေဒါမျိုးတွေကိုလည်းသူကကျမတို့ကိုမြင့်တင်ပေးတယ် ဒီဘန်းနောက်ဖြစ်တာတွေကလည်းတက်တာစီတယ်လိုမျိုး attention တွေကျမတို့အာရုံစွန့်စိုက်မှုအားကိုလည်းပုံမအကောင်းလာစေပါတယ်လို့ဒါတွေမဲမဟုတ်သေးဘူးတဘောတရားကြီးကကျမတို့ကိုအာရုံစွန့်စိုက်မှုတွေအကောင်းလာအောင်ဒါမကပဲနဲ့ကျမတို့ရဲ့ creativity ပေါ့နော်ကျမတို့ရဲ့ဒီဖန်တီးနိုင်စွမ်းတွေကိုလည်းပုံမအကောင်းစေပါတယ်အခုဆက်လက်ကိုချင်ဟာကပြောထားတယ်ကိုယ်တိုင်ကတဘောတရားကိုတရားနဲ့ဒီထောက် တိဆောက်ထားရလို့မြင်တဘာဝတရားကိုပြန်သွားပြီးအနာယူတတ်ဖို့လိုတယ်တဲ့အာဒါလည်းဟုတ်ပါတယ်ပြောမယ်ဆိုတော့ကျမတို့အခုနေနေရဲ့နေရာကလည်းကျမတို့အခုတည်းကဒီကျမတို့ဒီနေနေရဲ့နေရာမှာဆောက်လုပ်ထားတဲ့အစအုံနေရှိရစမယ်လေဒါကလည်းဒီကျမတို့တဘာဝတရားကြီးကနေလိုတဘာဝတရားထဲမှာကျမတို့ကဆောက်ထားဖြစ်တဲ့အတွက်ကြောင့်ကိုယ်နေနေအချိန်တကူတခါမပေးနိုင်ရင်တော့လိုမျိုးတဘာဝတရားနဲ့ချိတ်ဆက်ပြီးအနာယူလိုရလဲဆိုတော့ကျမဒီကြံပြပြပါမယ်အဆုံးထိဆောင်ကြည့်ပေးပါအောင်လို့ ဟုတ်ကဲ့ပါပြောမယ်ဆိုရင်တဘာဝတရားကကျမတို့ဒီ creativity အားကိုလည်းအားကောင်းလာရဲကျမတို့ဒီနောက်တစ်ခုကကြောက်ဒီကျမတို့ problem solving skill ပေါ့နော်ခက်ခဲကြုံတွေ့လာတဲ့အခါမှာဘယ်လိုမျိုးဖြေရှင်းကြမလဲဘယ်လိုမျိုးဒီ frame ပေါ့နော်ဒီ ဟိုတက်တာရဲ့အပြင်ဘက်ကနေဘယ်လိုမျိုးကြည့်ကြရမလဲဆိုရဲဟာတွေကျမတို့ရဲ့စိတ်တွေကိုလည်းရှင်းလင်းပေးတယ်အများကြီးကိုသူကတရားမှုအားခန်းစားချက်ပိုင်းဆိုင်ရာအရာလည်းကောင်းပါတယ်လို့ဒါတွေမကတည်ဘူးကျမတို့ကစွန့်ရင်ပူပန်မှုတွေဒီစိတ်တက်ကြတာတွေကိုလည်းသူက short ချပေးတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ဒီခန်းစားချက်ပိုင်းဆိုင်ရာကလည်းပုံမအကောင်းလာတယ်ပြောမယ်ဆိုရင်တော့ကျမတို့ရဲ့ကိုယ်စိတ်နှလုံးကပုံမပြီးလဲကြည်လင်လာတယ်ပုံမပြီးတော့အေးချမ်းလာတယ်အားကြောင့်မလို့ကျမတို့ဒီကဘလောက်ပဲအချိန်ကုန်ဆုံး ဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲဒီအလုပ်များနေပါစေတဘာဝတရားနဲ့ကုံဆုံးမှုကတော့အနှဲငယ်လေးဖြစ်ဖြစ်ကျွန်တော်အချိန်ဖက်ပေးဖို့ဟိုလိုကျွန်တော်တို့ဒီအချိန်ပေးသင့်ပါရဲ့လို့အဲ့ဒါကြောင့်မလို့တဘာဝတရားကတော့ကျွန်တော်တို့ဒီခက်ခဲနေတဲ့ကျွန်တော်တို့ပင်မနေတဲ့တနေ့တိုင်းမှာသူကလုံးဝကိုနူးညံ့ပြီးတော့ကောင်းမွန်တဲ့အနာယူစရာကိုပေးနိုင်တဲ့ကျွန်တော်တို့လည်းအလကားအလကားရနေတဲ့ကျွန်တော်တို့မိခင်တဘာဝကြီးကဆက်ဖန့်ပေးတဲ့ support တစ်ခုပဲဖြစ်ပါရဲ့လို့အခုလည်း ခုကြည့်နေတယ်ကျမတို့ရဲ့ဒီအနေနဲ့ကောဘာကျမနဲ့အတူဆင်းနေဖို့ဆိုရင်ဖိတ်ခေါ်ပါတယ်လို့ကျမတို့ဒီ comment ထဲမှာကျမတို့အတူတူဆင်းနေသားကြအောင်เนาะအခုဆိုရင်ကိုတိုးတိုးကလည်းကြည့်နေပါတယ်အခုကိုတိုးတိုးနေနေလည်းအခုလိုမျိုးတဘာဝတရားနဲ့ပတ်သက်ပြီးတော့ဘယ်လိုဘယ်လိုအတွေ့အကြုံမျိုးရှိလဲကိုအရင်တော့ကတဘာဝတရားနဲ့ချိတ်ဆက်ပြီးအပြင်နေပါတယ်သွားတာကင်းကြီးပါတယ်သွားတဲ့အခါမျိုးတွေကဘယ်လိုမျိုးခံစားရလဲကိုယ့်ရဲ့ခံစားချက်ကလေးတွေကိုဒီ comments မှာတစ်ချက်လောက်မှတ်ခဲ့ပြပါအောင်เนาะ က်တစ်ခုကကျွန်မဒီခဏကလည်းကျွန်မဒီစိတ်ပိုင်းဆိုင်ရာလည်းပြောပြီးပြီးခံစားချက်ပိုင်းဆိုင်ရာလည်းပြောပြီးပြီးဆိုတော့ကျွန်မတို့ဒီကျွန်မတို့ရဲ့ဒီကိုခန္ဓာပိုင်းဆိုင်ရာပိုင်းကိုကျွန်မအနည်းငယ်လေးတားလိုက်ကြအောင်เนาะဒီတဘောတရားနဲ့ကုံဆုံးတာကတော့ပထမဆုံးကျွန်မတို့ရဲ့ဒီ blood pressure blood pressure ပေါ့လေကျွန်မတို့ရဲ့ဒီအားကိုလည်းကျစေတယ်အားတွေမကသေးဘူးကျမတို့ဒီကျမတို့ခန္ဓာကိုယ်ကနေကိုခံအားကိုလည်းသူကမြင့်တင်ပေးပါသေးရဲ့အဲ့ပြင်ကိုကဒီ ဖွဲ့စည်းမှုတွေယူထားရတဲ့သူတွေဒီဖြားနာမှုကနေပြီးတော့ဟိုလိုကိုခန္ဓာဖြားနာမှုကနေပြီးတော့ကိုကဒီကုလိုပြောရမလဲ recovery ဖြစ်ဖို့ဒီပြန်လဲကုသနိုင်ဖို့ပြန်လဲကုစားနေရတဲ့ချိန်တွေမှာလဲကိုကကိုရဲ့ဒီပုံမှုအမြန်တတ်တာတဲ့နှောင်းကိုမြင်းစီတာပေါ့လေဒါကအများကြီးမဟုတ်ဘူးဆိုရင်တော့ဒီကတပတ် ကိုကအားရပါအချိန်လေးခဏလောက်ဖယ်ပြီးတော့လေဒီကိုအားရပါရရှူလိုက်ခြင်းအဖြစ်လက်ဆက်တန့်ရှင်းတဲ့လေဒီကိုရှူလိုက်ခြင်းအဖြစ်လဲကျမတို့ရဲ့ဒီအသက်ရှူလန်းချောင်းကနေအသက်ရှူလန်းချောင်းကျမကြီးကိုလည်းအများကြီးအကောင်းစီရဲ့ကျမတို့ရဲ့ဒီအောက်ဆီဂျင်ဖလိုးတွေကိုကောင်းမွန်ခြင်းအဖြစ်ကျမတို့ရဲ့ခန္ဓာကိုယ်အစိတ်တောက်တွေကိုလည်းဖြစ်ဖြစ်ပေးပါသေးရဲ့လို့အခုဆိုတော့ကျမတို့တဘာဝတရားကကျမတို့ကိုဘလို့အများကြီးကောင်းနေဆိုတာကိုသိသွားပြီဆိုတော့ကျမအနေနဲ့ဒီပင်မလို့အရန်ကိုဘီးဘီးဖြစ်နေတဲ့ခါမျိုးမှာ အရန်ကို busy ဖြစ်နေတဲ့ခါမှာမအားဘူးအချိန်လည်းမပေးနိုင်အောင်အဲ့လိုခြားတဲ့မှာမှတဘောတရားရင်းနဲ့ဘလို connect လုပ်နိုင်လေဆိုတဲ့ဟနီလန်လေးကိုကျွန်မအနေငယ်လေးမျှော်ပြပါမယ်နော်။အာအရင်ဆုံးအခုမကြည့်ကြည့်နေတဲ့ Maria Pine တို့လည်းဟိုဒီတခုခု Maria Pine တို့ Coco Khan တို့ Mackin Thiri Nandaru နေနဲ့လည်းဒီကျွန်မတို့တဘောတရားနဲ့ ချိတ်ဆက်တဲ့ဟာကကိုယ့်နဲ့အချိန်မပေးနိုင်ကောချိတ်ဆက်ဖို့အဆင်ပြေမယ်လို့ထင်လားဘယ်နည်းနည်းနဲ့ချိတ်ဆက်နိုင်မယ်လို့ထင်တယ်လဲမသိဘူးရှင်အာကျွန်တော်ဒီ comments box မှာရေးပြီးတော့ကျွန်တော်တို့ဆွေးနွေးကြအောင်နော်ဆိုတော့ကျမတို့လို့ကိုကသူများတွေလို့ခီးတွေပါထပ်ဖို့လဲအချိန်မပေးနိုင်ဘူးဒါပေမဲ့လည်းတဘာဝတရားကြီးနဲ့လည်းကိုကချိတ်ဆက်ခြင်းနဲ့ဘလို့နီးလန်းနေနဲ့ချိတ်ဆက်ရမလဲမသိဘူးဆိုရင်ကျွန်တော်ဒီ ကိုရဲ့ဒီ mindfulness walk ကိုပြောမယ်ဆိုရင်အချိန်မပေးနိုင်အောင်ဆိုရင်တော့ကျွန်မကတနေ့တနေ့ဒီပိုတီတီသွားရမျိုးကရှိတာပဲ။ဥမာအလုပ်သွားရဆိုရင်ကိုကဒီ office walk ကတယောက်ကိုကရုံးဝတ်တန်းတယောက်ဆိုရင်လေကျွန်မတို့ဒီရုံးကိုသွားရခါမှာကားနဲ့သွားရမျိုးကားကားသွားရမျိုးဒီလမ်းကားစီးသွားရမျိုးတို့ဒီစပိန်နဲ့သွားရမျိုး ဒါမှမဟုတ်ရင်လည်းအိမ်မှာပဲဆိုရင်လည်းဒီကိုကအိမ်အိမ်လုံးလုပ်တယ်တကူတကအပြင်မတော်ဆိုရင်တော့ဟိုဒီဒီပစ္စည်းလေးတော်ဝယ်တာမျိုးကတော့ကျွန်တော်ရှိကြမယ်ထင်ပါတယ်အဲ့လိုခါမျိုးမှာကျွန်တော်တို့ကဒီ mindful ပေါ့နော် mindfulness လေးပေါ့နော်တတိတတိလေးကပ်ပြီးတော့ကိုကလမ်းလျှောက်နေတဲ့ငါပဝင်းချင်မှာဘလို့တဘာတဘာဝကဘာလေးတွေမြင်သွားလဲလမ်းလျှောက်နေနေအော်ဒါကအော်ဒီမှာတမန်တလင်းလေးခင်ဟာပါလား ကြည့်နေနေအော်ဒီနားမှာဖွင့်လေးတွေရှိပါလားအဲ့လိုမျိုးလေးကိုကြည့်နေကျွန်တော်ဒီ mindfulness mindfulness nature walk ပေါ့တဘာဝတရားနဲ့ဟိုကိုကကိုဖြတ်သွားနေရင်လည်းကျွန်တော်ကြည်သွားတာမျိုးကလည်းကျွန်တော်အဲ့လိုနည်းနဲ့လည်းကြည်လို့ရပါတယ်။ဘောကပတ်ဝန်းကျင်ကတဘာဝတဘာဝတရားတွေကဘယ်လိုမျိုးရှိနေလဲ ဲ့လိုမျိုးရှိမယ်ပြီးတော့ဒီ grounding အားသင်ပေါ့နော်ပြောမယ်ဆိုတော့ဒါကကိုယ်အနေနဲ့ကျွန်မပတ်ဝန်းကျင်မှာရှိတယ်ကိုယ်အနီးနားမှာရှိတယ်ပန်းချက်နေပါတယ်တွားတဲ့အခါမှာခြေပလာနဲ့လျှောက်တာဟိုလိုကိုကဒီခြေပလာနဲ့လျှောက်ပြီးတော့တဘာဝတရားထိုက်ရိုက်ထိတွေ့ရပါလေအဲ့လိုနေနေဆိုရင်ကျွန်မစိတ်ကိုလည်းအရင်ခေါင်းဖြစ်စေပါတယ်လို့ဟိုလိုခြေပလာနဲ့လျှောက်တာမျိုးရဲ့အခါမှာဒီကျွန်မမြေကြီးကနေပြီးတော့ electrolyte ဆိုတဲ့ဟာတစ်ခုထွက်တယ်ပေါ့အဲ့လိုခါမှာကျွန်မခြေပလာနဲ့တွားတဲ့အခါမှာဒီဟာကကျွန်မတို့ကိုအများကြီးခေါင်းဖြစ်စေပါတယ်လို့အဲ့ဒါကြောင့်မလို့ ကိုယ်နဲ့အချိန်ဘလောက်မှမပေးနိုင်ဘူးဆိုရင်တော့ဒီကိုနီနာပုံဝင်ချင်မှာရှိတယ်ပန်းချင်နေပါသေးတော့ပြီးတော့ဒီသွားတဲ့ခါကျရင်ချိဗလာလေးနဲ့လမ်းလျှောက်ပြအောင်လျှောက်ပါလို့တကယ်တကယ်လို့ကိုယ်အနေနဲ့အဲ့လိုတောင်မလုံးနိုင်ဘူးအရင် busy ဖြစ်တယ်မအောင်ဆိုရင်တော့ကိုယ်အိမ်ပုံဝင်ချင်မှာပဲဒီကိုဒီအိမ်ပေါ်အိမ်အောက်ဒါမှမဟုတ်ရင်ကိုယ်ချောင်းဝင်းထဲမှာလည်းဒီချစ်ပလာနဲ့ရှောက်တာမျိုးလည်းရပါတယ်အဲ့ဒါက concrete ပဲဖြစ်နေပါစေဒီကြွေပြားတွေပဲခင်းတာပြီးကိုယ်စိတ်ထဲမှာအော်ငါသဘောတရားကြီးနဲ့ချိန်ဆက်နေရဲဆိုတော့ဒီကျမတို့ရဲ့စိတ်ထဲမှာခံစားပြီးတော့ ဲ့လိုမျိုးလေးရှောက်တာမျိုးလေးရပါတယ်။နောက်တစ်ခုကကျတော့ဒီ sunlight ပေါ့ကျွန်တော်တို့တဘာဝနေရောင်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဘလို့လုံနိုင်မလဲဆိုတဲ့ဟာပေါ့။အော်ဒီမှာဆိုလဲမက်မာရီယာစမ်းပိုင်ကပြောထားပါတယ်ဒီအလုံးများပြီးခေါင်းရှုံနေတဲ့အချိန်ဆိုရင်အပင်ထွက်ပြီးတော့တောင်တန်းတွေကိုကြည့်ပြီးတော့ဒီလေကောင်းလေတက်ရှုပါတယ်တဲ့အာတကယ်ဒါလေတကယ်ကိုကောင်းတဲ့အချိန်လေးပါလို့ဒီလောက်ဘလောက်ပဲပင်မနေပစီပေါ့နော်ကိုယ့်အတွက်ကိုကြည့်ပြီးတော့ ဟိုလိုကိုကိုစိတ်ကဘလိုချိန်မှာအနာယူတနေဆိုတာကိုလည်းကောင်းကောင်းနားလဲထားတယ်ဘလိုနည်းနဲ့လဲကုစားရမယ်ဆိုတာတိပြီးတိလို့ဒီလိုမျိုးလုပ်ဒီလိုမျိုးတော့လေကောင်းလေတန်လေးရွှေတသားတကယ်ကောင်းတဲ့အချင်းလေးပါလို့ကိုလိုမျိုးမြောက်ပြီးလို့ကျေးဇူးအများကြီးတမရဲ့ကဲဟိုလိုကျမဆင်းရဲလေလေဘာလို့လဲဆိုမနက်ပိုင်းမှာဆိုရင်တရားထိုင်နေအဲတရားထိုင်နေခါမှာဆိုရင်ဘလိုလုပ်လဲဆိုတော့ဒီပြင်ပေါက်တွေပါဖြန့်ထားလိုက်တယ်အဲ့လိုနေတိုင်းရဲ့ဝင်တဲ့ခါမှာမျက်လုံးကိုပေါ်ဝါနဲ့စီးထားပြီးတော့ဒီ နေအောင်ဓာတ်ရိုက်ခံတာပေါ့နေအောင်ဓာတ်ရိုက်ခံပြီးတော့ကျမတရားထိုင်တာမျိုးရှိတယ်ဘယ်လိုမျက်စိရောစီးထားပြီးတော့ဒီကန်ကိုယ်စိတ်ထဲမှာနေအောင်ကိုယ်ဒီနေအောင်ကကိုယ့်ရဲ့ခန္ဓာကိုယ်ဒီကိုယ့်အသားကိုထိတွေ့နေတဲ့ဟာကိုကျမကဒီအပြေအဝခံစားပြီးတော့တရားထိုင်တာပါအဲ့လိုတဲ့ခါမျိုးဆိုရင်ကျမကိုယ်စိတ်တရားလုံးပွင့်ထွက်သွားပြီးတော့လေအယမ်းနေလို့ကောင်းတယ်အားကြောင့်မို့လို့ကိုယ်အနေနဲ့ဒီနည်းလေးကိုလည်းစမ်းကြည့်လို့ရပါတယ်အဲ့လိုဒီနေအောင်ကိုအတော့ကျမတို့အရန်ပူတယ်လေအားကြောင့်မနက်စောစီးစီးဒီ၈နာရီ၇နာရီ၈နာရီလောက်မှာအဲ့လိုမျိုးလေး နေရလဲအရင်မပြင်းဘူးအရင်မပူသေးတဲ့အချိန်မျိုးမှာအနီလန်းလေးကိုအသုံးပြုပြီးတော့တဘာဝနေရောင်ကိုအသုံးပြုပြီးတော့ဘယ်လိုတည်းတဘာဝနေရောင်ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီတရားထိုင်တာမျိုးလေးလုပ်လို့ရပါသေးတယ်။နောက်တစ်ခုကကြာအခုဆိုရင်ညဘက်ဟုတ်အဲ့ဒါဆိုကျွန်တော်ဒီ star gazing ကြဲကြည့်ပြီးတော့လေကျွန်တော်ဒီကြဲလေးတွေကြည့်ပြီးတော့လေအချိန်ကုန်ဆုံးလို့ရတာပဲကျွန်တော်ကမျက်မှန်သမားသူတော့ဒီကျွန်တော်ဒီကောင်းကင်ကိုကြည့်ပြီးတော့ကြဲလေးတွေကိုကြည့်ပြီးတော့ဘယ်လိုမျိုးအချိန်ပေးပြီးတော့ဟိုဘယ်လိုပြောမလဲအော်ကြဲလေးတွေ ီနေ့ဒီနေ့ညရဲ့အေဂျင့်လေးပါလားကျဲလေးတွေဘယ်လိုရှိသလဲဘယ်လိုမျိုးလေးတွေကြည့်ပြီးတော့လဲအချိန်ကုန်ဆုံးလို့ရပါတယ်လို့တကယ်လို့ကို့အနေနဲ့အပြင်နေပါရွှတ်ဖို့ကလည်းမလွယ်တော့ဘူးဘလို့နီလန်းမဘလို့နီလန်းနဲ့ကိုမှဘလို့အဆင်မပြေဘူးဆိုရင်ကျမတို့ဒီကိုစိတ်တမ်းမှာဒီခံစားချက်ပေါ်မှာကျမတို့ရဲ့ခံစားချက်ကိုအသုံးပြုပြီးတော့ဒီသဘောတရားနဲ့လည်းချိန်ဆက်လို့ရပါသေးတယ်အဲ့ဒါကတော့ကျမတို့ဒီ visualize လုပ်တာပေါ့စိတ်ကူးရင်ပြီးတော့ ကိုကတရားထိုင်တဲ့ခါမှာငါကအခုပန်းခင်းလေးကိုရောက်သွားပြီဟိုပန်းချန်လေးကိုရောက်သွားပြီတတော်လေးကိုရောက်သွားပြီဆိုပြီးတော့အဲ့လိုအတွေးလေးနဲ့ကိုစိတ်ထဲမှာကိုတတော်တော့ရောက်သွားပြီဆိုရင်ဘလိုတန်မျိုးလေးတွေကြားနေရမယ်ထင်လဲအဲ့လိုဟာမျိုးလေးတွေကိုကိုကစိတ်ကူးရင်ပြီးတော့ဟောငါကိုတတော်တော့တတော်လေးကိုရောက်နေတယ် ဒီနားမှာငှက်တန်လေးတွေကြားနေတယ်ဒီစမ်းချောင်းလေးတွေကရေလေးတွေကလည်းစီးဆင်းနေတယ်အဲ့လိုစိတ်နေကိုကတော့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်က physically အရာကတော့တဘာဝတရားနဲ့ connect လုပ်မနေဘူးဒါပေမဲ့ကျမတို့ရဲ့ဒီခံစားချက်ပိုင်းအရာဒီကျမတို့ emotionally mentally ကတဘာဝတရားနဲ့ချိတ်ဆက်နေတယ်ဒီနည်းအဖြစ်လည်းကျမတို့ရဲ့ကိုကျမတို့ရဲ့ဒီခန္ဓာကိုယ်ကြီးကတဘာဝတရားမှာမရှိသေးတန်အောင်ကျမတို့တွေကစိတ်ပိုင်းဆိုင်ရာမှာစိတ်ပိုင်းဆိုင်ရာအရာသွားချိတ်ဆက်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကိုစိတ်ကျမတို့ရဲ့စိတ်ကို အေးချမ်းမှုပေးပါတယ်လို့ပြီးတော့ကျွန်မတို့ဒီ YouTube တွေဘာဒီမှာဆိုရင်လေကျွန်မတို့ဒီ YouTube တွေဘာဒီမှာဆိုရင်လေဒီတဘာဝဒီရေတန်လေးပဲနားထောင်မလားငှက်တန်လေးပဲနားထောင်မလားဒီဝေလငါးလေးတွေရောအော်တန်လေးတွေပဲနားထောင်မလားအများကြီးအများကြီးလိုမျိုး natural ဒီနေချောင်းစောင်းနေရတဲ့အများကြီးရှိရလေအဲ့တန်လေးတွေကိုနားထောင်ရင်းနဲ့ကျမတို့က mindfulness ကျင့်တာလေးတွေဒီဝေလထွက်လေမှတ်တာလေးတွေနဲ့ကျမတို့ဒီက ီသဘောတရားနဲ့ချိတ်ဆက်လို့ရပါသေးတယ်။အားကြောင့်မို့လို့ဒီကိုကမအားဘူးအချိန်မပေးနိုင်အောင်ဆိုပြီးတော့တဘောတရားနဲ့ချိတ်ဆက်လို့မချိတ်ဆက်နိုင်ဘူးဆိုပြီးတော့ပြောလို့များတော့เนาะကျွန်မနီလန်းလေးမျှကိုပေးတာပါရဲ့။အခုကြည့်နေတဲ့သူတွေကဘလို့နီလန်းလေးတွေလောက်ဖြစ်လဲအခုကြည့်နေတဲ့ကိုကြော်ရတို့ဘာလို့လဲဒီကိုကဘလို့နီလန်းလေးတွေအသုံးပြုဖြစ်နေလဲချက်လောက် comments မှာချက်လောက်မျှကိုပေးတာပါအောင်เนาะကျွန်မချက်လောက်သူဆွေးနွေးကြပါပေါ့။

ချက်လောက်စနေကြမယ်နော်ကိုရအခုဒီကိုကအခုချိန်မှာဘလိုနီလန်းနေနဲ့လက်တွေ့ဘွားမှာလုတ်ဖြစ်နေတယ်လဲဘလိုနီလန်းလေးတွေနဲ့အသုံးပြုဖြစ်နေလဲကျမဆိုရင်ခုနကဒီနေရောင်ကိုအသုံးပြုပြီးတော့နေရောင်ကိုအသုံးပြုပြီးတော့ကျမမနက်ပိုင်း morning meditation ထိုင်နေညဘက်ဆိုရင်လည်းကျမကဒီ nature ဆောင်သဘောအတန်လေးကိုနားထောင်ပြီးတော့စာလုတ်တာတို့စာဖတ်တာတို့အိတ်တာတို့ဘလိုနီလန်းလေးအသုံးပြုဖြစ်နေပါတယ်အခုကြည့်နေကြတဲ့အာအခုကြည့်နေကြတဲ့ကို ိုခန့်တို့ကိုကျော်ဆောင်မိုးကိုခေဝိုင်အာနဲ့ခြားသူတွေကကောဘလူနီလန်းလေးအတုံးပြဖြစ်နေလဲမသိဘူးရှင်ဘလူနီလန်းလေးတွေတုံးပြီးတော့ကျမတို့ကုစားဖြစ်နေလဲမသိဘူးเนาะ comment box မှာမျှဝေပေးသွားပါအောင်ရှင်ပြီးတော့ကိုက ီခုနကကျမမျှော်ဝေပေးခဲ့တဲ့ဟာမှာဒီတဘာဝတရားနဲ့ပတ်သက်ပြီးချိန်ဆက်တဲ့ခါမှာလူကိုယ်တိုင်မရှိပေမဲ့လည်းဘီနီနဲ့ချိန်ဆက်နိုင်တဲ့ဟာတွေမျှော်ခဲ့တယ်နောက်ကကျမတို့ဒီအာယုံ၅ပါးကိုကျမတို့ဒီအာယုံတွေကိုအသုံးပြုပြီးတော့ချိန်ဆက်နိုင်မဲ့နီလန်လည်းရှိသေးရပေါ့အဲ့ဒါကကျမတို့ဒီဟိုလိုကိုကအပင်တွေဘာတွေတွေ့ရဲခါမျိုးဒီမှာဆိုရင်သူရဲ့အယောင်လေးတွေကကျမတို့ရဲ့စိတ်ကိုပင်လေးပါတွေ့ရခါမှာဒီအယောင်တွေက ကျမတို့ရဲ့စိတ်ကိုခေါင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျမတို့အယောင်လေးတွေသူတို့အယောင်လေးဘလို့ရှိနေလဲသူတို့ shape လေးတွေကဘလို့ကြီးနေလဲဟာကိုကျမတို့ချိန်ဆက်လို့ရမယ်အတန်ပြီးတော့ကိုအခုဆိုရင်ကျမတို့နာမမိုးရွာနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုးတန်လေးတွေကြားရမယ်ဒီမိုးတန်တွေကနေကြားလာတဲ့တရက်တပေါ်မှာကြားလာတဲ့အတန်လေးတွေဘလို့အတန်လေးတွေလည်းကြားရတယ်ဘလို့ဟာမျိုးလေးတွေကလည်းကျမတို့ဒီကျမတို့ရဲ့ဒီ ion တွေကိုအသုံးပြုပြီးတော့ကျမတို့ healing လုပ်သွားတဲ့နီလန်လေးပဲဖြစ်ပါတယ်လို့အာကုကြည့်ရှုနေတဲ့သူတွေကတော့ဟိုလို့ ဘယ်လိုနီးလန်းလေးနဲ့အသုံးဖြစ်နေလဲမသိဘူးเนาะပြောမယ်ဆိုရင်တော့တဘာဝတရားနဲ့ကုစားဖို့ဆိုတာကကျွန်မအနေနဲ့တကူတကကြီးအချိန်ပေးမရလဲမဟုတ်ဘူးငွေကုန်ကြေးကြရလဲအများကြီးလဲမလိုဘူးဒီကျွန်မတို့လက်ရှိရှိနေတဲ့နေရာရောက်နေတဲ့အနေထားကနေပြီးတော့အခုချစ်ချင်းပဲလိုက်လုံးနိုင်တဲ့ဒီလိုက်လုံးနိုင်တဲ့အရာလေးတွေရှိတယ်အဲကြောင့်မို့လို့ကိုကနေစဉ်ပွားမှာအခုညနေအောင်စားလို့လို့ရပါတယ်လို့ အော်ဒါနဲ့လေကိုကြည့်ရှုနေတဲ့သူတွေထဲမှာကိုချင်းမိုက်မှာရောက်နေတဲ့သူရှိလားမသိဘူးရှင်ကျမတို့ Juju Safe Space ကဒီ Mental Health Conference ကိုချင်းမိုက်မှာလုပ်သွားဖို့ရှိပါတယ်လို့ကျမတို့ဒီဘလို့ဒီချင်းမိုက်မှာလုပ်သွားမယ့်ဟာမျိုးဆိုရင်ကျမတို့ကဒီ Mental Health Conference မှာစစ်ကျမ်းမာရေးပညာရှင်တွေနဲ့လည်းတွေ့ရမယ်ကိုယ်တိုင်လည်းဆွေးနွေးပြီးတော့ connection လည်းတည်ဆောက်နိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျမတို့ချင်းမိုက်မှာတွေ့ပြီးတော့တွေ့ကြမယ်เนาะ ကဲရှင်ဟောကျမတို့အခုတခြားဆင်းနေဖို့မိကိုလေးမိကြမျိုးရှင် comment လေးမှာမန်တာပေးခဲ့လို့ရပါတယ်။နောက်ဆုံးနေ့ကျင်းချုပ်ပြန်ပြောမယ်ဆိုရင်တော့ကျမတို့တဘာဝတရားနဲ့ဒီချိတ်ဆက်တဲ့ဆိုတာကတော့တကူတကအချိန်ပေးစရာကောတကူတကသွားစရာဟိုတီတီသွားစရာလည်းမလိုဘူး။ကျမတို့ရောက်ရှိနေတဲ့နေရာအခုလုံနေတဲ့နေရာမှာလည်းကျမတို့တဘာဝတရားနဲ့ချိတ်ဆက်လို့ရတယ်။ပြီးတော့ကျမတို့တွေကဘလောက်ပဲချိတ်ဆက်လို့ရတယ်ဒါကအင်းဘယ်လိုပြောမလဲ။ ဒီကျွန်မအနေနဲ့အာအာ စစ်တလို့ရရဲပိုကားဒီဒီခဏအချိန်ခဏလောက်ပေးလိုက်ုံနဲ့9မိနစ်လောက်ပဲအချိန်ပေးလိုက်ုံနဲ့ကျမတို့ဒီစိတ်ပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာတွေခံစားချက်ပိုင်းဆိုင်ရာဆိုင်ရာတွေပုံမှန်လည်းအများကြီးတယောက်မှုရှိရတဲ့ကြောင့်မို့လို့ကိုယ်အနေနဲ့ဘလောက်ပဲပင်မနဲ့ဒီတစ်နေ့တာပဲဖြစ်ပါစေဘလောက်ပဲလုံမြိုင်ဒီတစ်နေ့ပဲဖြစ်ပါစေ9မိနစ်10မိနစ်လောက်ဖယ်ပြီးတော့ကျမတို့ဒီဟိုတော့ဒီအိုင်းနဲ့ချိဆက်ဖို့ကျမအနေနဲ့အကြံလေးပေးရင်ねဒီနေ့ live play ကိုဒီလောက်နဲ့ရပ်တန့်လိုက်ပါရမယ်เนาะနောက်တစ်ပတ်မှာပြန်ဆောင်ကြပါမယ်ရှင်